အားလုံးပဲမင်္ဂလာပါ Books for you audiobook YouTube channel ရ ानि ကျိုးဆိုလိုက်ပါတယ်ဒီနေ့ဖတ်ပြဖို့ရွေးချယ်ထားတဲ့အကြောင်းအရာလေးကတော့ဆရာမိုးရှင် IMT ရေးသားထားတဲ့ lesson ဆိုတဲ့စာအုပ်လေးရဲ့လူတိုင်းသဘောကျဖို့မလိုဘူးဆိုတဲ့စာပိုက်လေးအကြောင်းပဲဖြစ်ပါတယ် လူတိုင်းသဘောချဖို့မလိုဘူးတချို့သူတွေကတခါတလေလူတိုင်းကျင့်တ်အောင်အမြဲတမ်းအနစ်နာခံပြီးလိုက်လုပေးလိရှိကြတာတွေ့ဘူးတယ်သူတို့စိတ်ထဲမှာထင်နေတာကသူတို့သာအမှန်တကယ်အနစ်နာခံပြီးနေမယ်ဆိုရင်သူတို့ပတ်ဝန်းကျင်မှာရှိရသူတွေအားလုံးကသူတို့ကိုနှစ်သက်လာမယ်ပေါ့သူတို့ပတ်ဝန်းကျင်ကသူတွေအားလုံးကျေနပ်ပျော်ရွှင်ကြလိမ့်မယ်ပေါ့ ဒီလိုစိတ်ကူးမျိုးနဲ့သူများကျင်တဲ့အောင်အမြဲနေပေးတဲ့သူတွေရှိတတ်ပါတယ်။နောက်တစ်မျိုးကကြတော့သူတခုခုအမှားလုပ်ရင်ဘသူတွေကများစောင့်ကြည့်နေမလဲ။လူတရားမှာတယောက်လောက်ကအပြစ်တင်မအောင်တော့သူစိုးရင်တတ်ပါတယ်။အဲ့ဒီတော့လူတရားလုံးကြိုက်အောင် သူစူးစမ်းလေးရှိတယ်။ပျော်လားဆိုတော့မပျော်ပါဘူး။ လူတွေရဲ့အတော်မတတ်နိုင်တဲ့လောဘတွေမကျေနပ်နိုင်မှုမရောက်ရဲနိုင်မှုတွေကိုဖြည့်ဆင်းရင်စိတ်ဆင်းရဲခြင်းတွေစုပြုံလာတယ်။သူ့သဘောနဲ့သူမို့သူများကိုတော့တိုင်ပင်လို့ကလည်းတခါတလေအစင်မပြေ။ကိုယ့်အချင်းနဲ့ကိုဒုက္ခရောက်နေခြင်းဖြစ်ပါတယ်။အကယ်၍အဲ့ဒီလိုလှုပ်ပေးနေရတာကို ပီတိတွေဖြစ်ပြီး စိတ်ချမ်းသာနေရဆိုရင်တော့ကျွန်တော်လည်းဘာမှမပြောလို့ပါအရန်ကိုကောင်းပါတယ်အဲ့ဒါဟာကျွန်တော်မလုံနိုင်တဲ့ကိစ္စတကူဖြစ်ပြီးအဲ့ဒီလိုလုံနေရင်ပျော်နေတဲ့သူတွေလည်းတိတ်မတွေ့ခဲ့ဘူးပါအကယ်၍အဲ့ဒီလိုလုံနေရတာကိုသင်ကပျော်ရွှင်နေသူဆိုရင်တော့အခုဆက်ရေးမယ့်အကြံပေးချက်ကတင့်တော်မဟုတ်ဘူးဆိုတာကြိုတင်ပြောပြစေ။ အခုဆက်ပြီးအကြံပေးမှာကတော့ကိုယ့်အချင်းနဲ့ကိုယ်မပြောနိုင် ဖြစ်နေကြတဲ့သူတွေအတွက်ပါတကယ်တော့တင်လုံးသမားကို လူတိုင်းကျေနပ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးလောကကြီးမှာဘလောက်ကောင်းတဲ့သူ ဖြစ်ဖြစ်အဖြစ်ပြောမဲ့သူကအမြဲရှိတတ်ပါတယ်အဖြစ်ပြောတဲ့သူရှိတိုင်းသာရှေ့ဆက်မတိုးရရင် င်ဘယ်တော့မှပန်းတိုင်ရောက်မှာမဟုတ်ပါဘူး။တင်းရဲ့လောက်ရဲ့တင်းရဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့်မပျော်ရွှင်နေသူရှိမယ်ပျော်ရွှင်နေသူလည်းရှိမယ်။ဒီလိုဖြစ်လာရင်ဒီဖြစ်ရဟာတာမန်ဖြစ်ရတစ်ခုပဲဆိုတော့တင်းလက်ခံမှုလိုပါမယ်။လူလူနတ်မလိုက်နိုင်ဆိုတဲ့စကားဟာတကယ်ကိုမှန်ကန်ပါတယ်။နတ်တောင်အလိုမလိုက်နိုင်တဲ့လူတွေရဲ့အလိုဆန္ဒတိုင်းကိုဖြည့်ဆည်း ေးနေရင်တော့သင်လဲစိတ်ချမ်းသာနိုင်မှာမဟုတ်ပါဘူးကျွန်တော်ပါဝင်ဒါမန်လူများစုဟာအတ္တပေါ်အခြေခံပြီးတိဆောက်ထားကြတာကြီးပါပဲအနေနဲ့အများအချိုးစားပဲကြွာချကြတာပါလူတိုင်းကျင်းနဲ့အောင်လှုပ်ပေးတဲ့သူဖြစ်ဖို့ထက်မှန်နာကိုလှုပ်ရဲတဲ့သူဖြစ်ဖို့ကပိုအရေးကြီးပါတယ်မိမိရဲ့စဉ်းစားချင်းချင်းညာနဲ့ ဘယ်ဟာကိုလှုပ်တင်တယ်လဲဆုံးဖြတ်တတ်ဖို့အရေးကြီးပါတယ်။ဘောလုံးအသင်းတစ်ခုရဲ့မန်နေဂျာဟာသူ့အသင်းထဲမှာရှိတဲ့အသင်းသားအားလုံးကိုတပြိုင်နက်ပွဲထုတ်လို့မရပါဘူး။ပွဲပုံမှုတည်ပြီးတင့်တော်တဲ့ကစားသမား၁၁ယောက်ကိုရွေးထုတ်ရပါတယ်။ဒီနည်းနဲ့နိုင်ပွဲတွေရှာဖွေပြီးအောင်မြင်မှုတွေရယူရတာဖြစ်ပါတယ်။အသင်းမှာရှိတဲ့ကစားသမားတွေကို ပွဲထွက်ခွင့်ရခြင်းတိုင်းပွဲထွက်ခွင့်ပေးနေလို့မရပါဘူးခြေစွမ်းတိုးတက်မှုပွဲနဲ့တင့်တော်မှုစတာတွေကိုတွက်ချက်ရပါတယ်ဒါပြင် မီဒီယာတခုခုကကစားပုံကိုဝေဖန်တိုင်းကစားကွက်တွေလိုက်ပြောင်းနေလို့လည်းမရပါဘူးမိမိဖာသာဘယ်နေရာမှာမှားနေလဲသုံးသပ်ပြီးလိုအပ်တဲ့နေရာကို တိုးတက်အောင်လုပ်ရပါတယ်အလားတူစွာပဲဘဝမှာလဲလူတွေကဝေဖန်တိုင်း မိမိရဲ့ဆုံးဖြတ်ချက်ကြောင့်မပျော်ရွှင်တဲ့သူတွေရှိတိုင်းမိမိလုံရက်ကိုပြောင်းလဲလိုက်ဖို့မလိုပါဘူးမိမိဘာသာအချိန်ပေးပြီးတကယ်မှားနေတဲ့နေရာကိုခေါ်ထုတ်ရမယ်ပြင်ဆင်ရမယ်တိုးတက်အောင် လုပ်ရပါမယ်ဒီလိုမှသာ သင်ဘဝတကယ်တိုးတက်ပြီး အရင်ကထက်လဲပုံမူပျော်ရွှင်လာနိုင်မှာဖြစ်ပါတယ်လူတိုင်းကိုကျင့်တတ်အောင်လုပ်နေရင် င်ခေါင်းဆောင်ကောင်းတယောက်လည်းဖြစ်လာမှာမဟုတ်ပါဘူးတခါတလေလူတိုင်းကျေနပ်မှာမဟုတ်ပေမဲ့ပြောတင်တာပြောလှုပ်တင်တာလှုပ်ရတဲ့အခိုက်အတန့်တွေရှိပါတယ်လူတိုင်းတင့်ကိုသဘောချဖို့မလိုပါဘူးမိုးရှင်